မြန်မာနိုင်ငံမှာငလျင်တန်းအပြင်းထန်ခံစားနေရပြီးလူသေဆုံးတာတွေရှိနေပေမဲ့မဟာဒကြံပွဲတော်ကျင်းပနိုင်ဖို့စစ်ကောင်စီကပြင်ဆင်တာတွေဆက်လုပ်ဆောင်နေပါတယ်။ဒကြံပွဲတော်အတွက်မွန်ပြည်နယ်စစ်ကောင်စီကမွလမြိုင်မြို့ကန္နာလန်တလျှောက်မှာဗဟိုမန်တပ်အပါအဝင်ဌာနဆိုင်ရာမန်တပ်တွေကိုဧပြီလ၁ရက်နေ့ကစပြီးစောင့်နေကြတယ်လို့မြို့ခံတွေကပြောပါတယ်။ တကြံပွဲတော်ကာလစီကားစေဖို့အတွက်မလမြိုင်မြို့မှာလမ်းလျှောက်တကြံပါထက်သွင်းကျင်းပသွားမယ်လို့စစ်ကောင်စီခန့်မွန်ပြည်နယ်ဝန်ကြီးချုပ်ကမတ်လ25ရက်နေ့မှာပြုလုပ်တဲ့မြမရိုးရာမဟာတကြံပွဲတော်လုပ်ငန်းညှိနှိုင်းစည်းဝေးမှာညွှန်ကြားထားတာပါအခုနှစ်မဟာတကြံပွဲတော်ကိုစီကာတက်မြိုက်ပြီးအောင်မြင်အောင်ကျင်းပနိုင်ဖို့အတွက်လုပ်ငန်းကော်မတီ15ခုကိုလည်းပြည်내စစ်ကောင်စီကဖွဲ့စည်းတာဝန်ပေးအပ်ထားပါဗျာ။ ဒါအပြင်တကြံပွဲတော်အတွက်ပြည်내စစ်ကောင်စီကစီးပွားရေးလုပ်ငန်းရှင်တွေစီကနေငွေကြေးတောင်းခံတာတွေရှိနေပါတယ်ပြည်내စစ်ကောင်စီကပြည်내အဆင့်တကြံပွဲတော်ကျင်းပဖို့ပြင်ဆင်လှုပ်ဆောင်နေပေမဲ့လည်းနေဖက်မှာပြည်သူတွေကတကြံပွဲတော်ကျင်းပဖို့အစီအစဉ်တွေဖျက်သိမ်းတာတွေလည်းရှိနေပါတယ်။